ရင်နိုင်ငံရေးအချင်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါတယ်။သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်။ဒီအစိုးရတရဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ချခံနေရတာဖြစ်ပါလေရှင်။အဲဘာဖြစ်လို့ကျွန်မအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင်အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါရဲ့ရှင်။အဲ့ဒါနိုင်ငံတော်ကနေ တနစ်ကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါရှင့်တော့ကန်ကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာတဘာဝဘေးကြီးကြီးမားမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှင့်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာအဲ့ဒါတော့ဖဲရှိခဲ့တယ်ထင်တယ်ရှင့်ပြီးလို့ရှင့်ကျွန်တော်တို့မြန်မာလူမျိုးတွေကလည်းအဲတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့ဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲ အဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်းအဲထားပါတော့9နှစ်ဆိုတော့ဘီလီယံတရာပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကနောက်တစ်ခုကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဝန်ကြီးဌာနတွေကိုချထားတဲ့ budget တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ budget ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%တွေအကုန်လုံးကိုဒီအမျိုးသားသဘောဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရံပုံငွေနဲ့ထည့်လိုက်တာပေါ့နော်။ဟောထည့်လိုက်ပြီးတော့မှထည့်လိုက်ပြီးတော့မှဒါကိုဗစ်ရံပုံငွေဆိုပြီး trillion နဲ့ချီပြီးရှိပါလိမ့်ရှင်။အဲရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့ဟောတကယ်တမ်းတော့လောက်ရမှာကအဲတဘာဝပဲယော့ပါရေးဆိုတာအမှလမ်းနေဆိုလဲရာသီဥတုခံနိုင်အောင်အဆောက်အဦတွေငလျင်တန်းခံနိုင်အောင်ရာသီဥတုတန်းခံနိုင်အောင်မုံတိုင်းတန်းခံနိုင်အောင်ပေါ့နော်။တဘာဝပဲတန်းခံနိုင်အောင်အဲ့ဒါလေးစောက်ကြရမှာဖြစ်ပါရှင့်။အဲသို့တော်လဲ ။ရတတော်လဲအဲ့ဒီရံပုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကအဝါပေါ့နော်ဒီအဲသာမတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင်တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာတွေအဲပြီးလို့ရှိရင်မလိုအပ်တဲ့အလေလွင့်တွေဒါတွေကစစ်ဆေးပေါ်ပေါက်ပါတယ်ရှင်အစစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အဒီ husky စီးဖို့ကတော့ဒါ anti tong စမ်းစုကြည်စီးဖို့ပေါ့နော်အနိုင်ငံတော်ပိုင်းရဟန့်ရင်ဆိုပြီးဝယ်တာဖြစ်ပါတယ် အဲတော်တော်လေတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှအစစ်စေးပေါ်ပေါက်တာတွေအများရှိပါတယ်ရှင့်အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဟိုအချင်းပြက်လဆမ်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲ စစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်တစ်တန်ချခံရလားဖြစ်ပါလေရှင့်